အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ဒီနေ့မှ form button ကိုတုံးပြီးတော့မှအိစိမ်မှာစီရင်စရာတွေကိုဖြည့်တင်နိုင်မှုကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးပထမဆုံးကျွန်မတို့အပေါ်မှာရှိနေတဲ့ ribbon ပိုင်းရဲ့ဒီလိုညာဖက်ပေါ့နော်ညာဖက်မှာ lens bay လွတ်တဲ့နေရာလေးရှိပါတယ်အဲ့လိုလွတ်တဲ့ lens bay နေရာမှာ right click ဆက်လင်းနေပါ right click နေပြီးတော့ရင် customize the ribbon ဆိုတာလေးကိုကြည့်ပါအဲ့ဆုံး option တွေအရောပေါ့ကြလာရင် popular comment ဆိုတဲ့နေရာမှာ all comment ဆိုတာကိုတွေ့ပါဒါဆိုရင် comment အလုံးကြတာပါပြီ။အဲ့ဒီ comment button လေးထဲမှာမှကျွန်မက form ဆိုတဲ့ button လေးကိုရှာလာဖြစ်ပါတယ်။ form ဆိုတဲ့ button လေးတွေ့ရင် click လေးတစ်ချက်နှိပ်ပါမယ်။ပြီးတော့ရင် UUID ရတိုင်းချိုးပါမယ်။ group အသစ်တစ်ခုဖွဲ့ပေးပါတယ်။အဲ့ဒီတော့ကျွန်မက data tab ထဲမှာ node.grouply အသစ်တစ်ခုပြင်လိုက်မှာဖြစ်ပါတယ်။ အော်မှာ new group ဆိုတဲ့ button လေးကိုနှိပ်ပါမယ်။ဒါဆိုရင် new group လေးဝင်လာပြီပေါ့နော်။ဒီ new group ကိုမှ numeric တက်ပြီးတော့ paste နေဆိုလို့ရှိရင် select လေးမှတ်ပြီးတော့ rename button ကိုနှိပ်ပြီးဒီညမှာခဏချိန်တက်တဲ့နာမည်ကိုပေးနိုင်ပါတယ်။ဘယ်လိုဆိုရဲကျွန်တော်က form လို့ပဲပြီးပါမယ်။ရေးပြီးသွားပြီဆိုရင် okay နဲ့ထားလိုက်ပါ။ဒါဆိုရင် data တက်ထင်မှာ form ဆိုရင် group လေးဝင်လာပါပြီ။ဒါ group ပဲရှိပါသေးတယ်။ button မထည့်ရသေးဘူး။အဲတော့ button ထည့်မယ်ဆိုရင် အလင်းမှာပေးထားတဲ့ s ဆိုတဲ့ button လေးကိုထပ်လိုက်ပေးပါဒါဆိုရင် data tab ထဲမှာ form ဆိုတဲ့ group ထဲမှာ form ဆိုတဲ့ button လေးဝင်ပါပြီဒီလိုဝင်သွားပြီဆိုရင်တော့ရပါပြီကျွန်တော်တို့ okay နဲ့ထွက်ပါမယ် okay နဲ့ထွက်ပြီးတော့ပြီဆိုရင်တော့ data tab ရဲ့ညာဘက်မှာခဏလွတ်တဲ့နေရာလေးမှာ form ဆိုတဲ့ group လေးပေါ်လာတာတွေ့ရပါလိမ့်မယ်ပြီးရင်အဲ့ထဲမှာမှ form ဆိုတဲ့ button လေးဝင်နေတာတွေ့ရပါလိမ့်မယ်အဲ့တော့ဒီ button လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလက်ရှိစာရင်းစရာ data ထဲမှာ ဘယ်လိုတိပြခွဲထားတဲ့ data ရဲ့ header ပေါ့နော်ခေါင်းစဉ်လေးတွေနဲ့တကွာ field တွေချပြီးတော့တွေ့ပါလိမ့်မယ်။ဒါဆိုရင်ဒီ field box ထဲမှာနော်မိမိဖြည့်လို့တဲ့ data လေးကိုရေးပေးရင်ကျွန်တော်တို့ ရေးပြီးတော့ပြီဆိုရင် neo pattern လေးမှာနေကြည့်လိုက်ပါဒါဆိုရင် data list လေးကိုတော့တွေ့ရပါလိမ့်မယ်ရှင်အဲ့တော့နောက်ထပ်ရေးစနေဆိုရင်လည်းအဲ့တိုင်းလေးပဲရေးပြီးတော့ new လေးကိုထပ်လိုက်ပြီးတွင်ရပါပြီအဲ့တော့ခုကတော့ကျွန်တော်ဒီစာရင်းကိုတစ်ခုပဲပြင်မှာဖြစ်တဲ့ Dropbox လေးကိုပြလိုက်ပါအားလုံးစင်ကြပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်